တင်းငင်တွေနေမွေးသူအားလုံးမင်္ဂလာပါ2025ဧပြီလ10ရက်ကနေ14ရက်နေ့တော်တွင်မှာအစ်စ်မြင့်တော်ဘုရားနေတာတခုကိုကုပြောင်းတုတ်တက်ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်အကျံစီသည့်ရွယ်ချက်သည့်တွေကိုလက်တွေ့အကောင်ထည့်ပေါ်နေတယ်မိမိလိုလားချက်တဲ့ရွယ်ချက်တွေကိုဒီချိန်မှာစနစ်စကြလောက်ကရင် ကိုလှုပ်တဲ့လှုပ်တို့ရဲ့ကောင်းသောအကျိုးသက်ရောက်မှုကိုရလတ်နေတဲ့ခံစားရလိမ့်မယ်။ဝေချေးစူဆောင်းရခက်ခဲလိမ့်မယ်။ရှင်းရနေမှာဝေဝင်နေပြန်ထွက်တဲ့အတိုက်ခံနေတဲ့ရှင်ပြီးတော့ပဲ။ကိုယ့်ရဲ့နေမှာသူတပားကြောင့်ကိုယ့်ရည်ရွယ်ချက်တွေနောက်နေကြကြခြင်းကိုချုပ်မယ်။ဆယ်ရက်နေရာကိုယ်တွေ့ထူးခြားတဲ့ကံ ပြောင်းလဲနဲ့တုတ်တက်မှုတွေကိုဖန်တီးနိုင်တယ်။မထင်မှန်ပဲအလူကိစ္စမင်္ဂလာရှိသောအကြောင်းအရာတစ်ခုလောက်ရနေမယ်။စတဲ့ရနေ့မှာအပြောင်းလဲနဲ့တုတ်တက်မှုကံပွင့်တယ်။ရှင်းမှန်းချက်တဲ့အောင်မြင်ပဲစတဲ့ရနေ့မှာခီးကံကောင်းပဲအဲ့ဒီနေ့ကအခုလာပြည့်နေ့အဲ့ဒီနေ့မှာကုသိုလ်ကောင်းမှုတစုံတရာလှုပ်ပြီးတော့လိုရာဆုတောင်းရင်ဆုတောင်းပြည့်နိုင်တဲ့နေ့တစ်ခုပဲ။ 73ရဲ့နေ့ကမဟာတကြံအကြိုနေ့ဖြစ်တယ်။အတောင်းထိုးပြီးတော့တကြံကြိုခြင်းကိုဆောင်ရွက်ခြင်းဖြင့်ကောင်းခြင်းကံတွေလည်းရလာမယ်။ကံကြမ္မာလည်းမြင့်မားနေတယ်။74ရဲ့နေ့ကရန်တိုက်ခံတွေနေနေများတတ်တယ်။တကြံကြတဲ့နေ့ဖြစ်တယ်။တကြံကကြာချိန်ကမနေ့6:39မိနစ်20စက္ကန့်ချိန်မှာတကြံကြတယ်။ မာတကြံကြောက်တဲ့အနေအထားပိုင်းမှာကောင်းစီကောင်းရှော်ပြုရင်ထူးခြားတဲ့ကံကြမ္မာကိုယ်ထံရောက်ရှိနေပြီ။ကောင်းသောကံရဲ့တိုးတက်မှုကိုဖန်တီးရရှိကံပိုင်ဆိုင်ခွင့်ရှိတယ်။ဒီတစ်ပတ်တာကာလအတွင်းတနင်္လာနေ့သောကြနေ့စနေနေ့မွေးသူတွေကို ကောင်းချိုးပေးမယ်။တနင်္ဂနွေဗုဒ္ဓမွေးသူတွေဒုက္ခပေးလိမ့်မယ်။တလေးကိုကနန်းတွေကိုတွေ့ချိုးပေးတယ်။အညိုရောင်ပြရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ပါ။ ကောင်းသောခံကြမ္မာနဲ့တိုးတက်ခြင်းများရစေရန်တို့ကအဝါရောင်ပန်းဝင်သေးတွေကိုဖရာကတုပူဇော်ပြီးတော့လိုရာဆုတောင်းခြင်းကိုပြုပေးပါကျေးဇူးတင်ပါတယ်ဒီနေ့လာနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ8ရက်နေ့14ရက်နေ့တော်တွင်မှာစေတနာဝေဒနာဖြစ်တတ်တဲ့သူများပြဒနာကိုပြဒနာဖြစ်တတ်တဲ့လူပေါင်းမှာဆုံးဖြတ်ချက်မှတ်တတ်တဲ့ရန်တိုက်ခံနေတဲ့ဂျုံပဲပြီးမှဆင်ပြင်းတယ် စင်းစရာငွေကြေးကိစ္စပြောဆိုမှုတွေမှာ အတိုက်ခံလေးတွေရှိပြီးမှအစဉ်ပြေတဲ့နေထားရှိတယ်။သူတစ်ပါးကိုယုံပြီးတွဲပြီးလုပ်တဲ့လို့မှသမျှရှောင်ရမယ်။မထင်မှန်ပဲဆောင်ရွက်လိုက်တဲ့ကိစ္စတွေအောင်မြင်မယ်။အယောင်ထိုင်ပစ္စည်းတွေပြန်လဲရောင်းချအစဉ်ပြေခြင်းကြာကြာနေတဲ့ရပိုင်ခွင့်တွေလက်ဝယ်ပြန်ရခြင်းတို့ကိုကြုံတွေ့နိုင်တယ်။ဒီနေ့ကတော့ကိုယ့်အတွက်အတိုက်ခံများသောနေ့စိတ်နှောင့်ယှက်တွေများတဲ့စိတ်ပြန်မှန်လူပြန်မှန်တွေဖြစ်တဲ့တဲ့ကိုယ့်ရဲ့နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်း အဝတ်တိုးတက်ခြင်းနဲ့အောင်မြင်ခြင်းတွေရမယ်။ဆယ်ရက်နေမှာခရီးကံကောင်းမယ်၊ပြောင်းလဲတဲ့တိုးတက်မှုရှိမယ်၊လူမျိုးခွဲချိုးပြမယ်။ဆက်ရက်နေမှာငွေရေးခြင်းကံကောင်းခြင်းလက်ဖွင့်ခြင်းအလိုပြည့်စုံခြင်းနဲ့တန်လန်းပွင့်ခြင်းတွေကိုကြောက်မယ်။ဆယ်ရက်နေအဲ့ဒီနေ့ကလပြည့်နေ့ဖြစ်တယ်။လပြည့်နဲ့စနေနေ့တိုက်ဆိုင်တဲ့နေ့မှာပိုက်ဆံကြွေစေတစ်စီကိုအဝိနာသာဖျံပြီးလူနဲ့ဆောင်ရင်တနေ့လာနေမွေးသူတွေထူရကြတဲ့ကံကောင်းခြင်းတွေကိုကြောက်နိုင်တယ်။ဆက်သောရက်နေ့ မာသကြံဂျိုနေဖြစ်တယ်အတာဝတ်ထိုးပြီးတော့မာသကြံကိုဂျိုးလို့ကောင်းတယ်နောက်ကောင်းသောကံချမန်းနဲ့တိုးတက်မှုလမ်းသစ်တွေပွင့်မယ်ဆယ်လေးရက်နေ့မာသကြံကြနေဖြစ်တယ်တကြံကြတာကမနေ့6နိုင်39မိနစ်နဲ့20စက္ကန့်ဖြစ်တယ်အဲ့ဒီနေ့မှာအဲ့ဒီအချိန်မှာကောင်းစေကောင်းချောပြည့်ရင်အမတန်ကောင်းတယ်ကောင်းစေကောင်းချောပြည့်ရင်ကိုက အနောက်ရမျက်နှာမူပြီးခေါင်းစိခေါင်းချုပ်ပြလိုက်ထူးခြားတဲ့စွမ်းသက်တည်တွေကိုယ်တိုင်ရောက်ရှိလာနိုင်တယ်ဒီကလာအတော်တွင်မှာကြာသာပတိနှင့်ဗုဒ္ဓနှင့်အင်္ဂါနှင့်မွေးသူတွေကောင်းချုပ်ပေးတယ်တနင်္ဂနွေနေ့သောက်ကြနေမွေးသူတွေဒုက္ခပေးတတ်တယ်ငါခုံကိုကနဲ့နေချိုးပြတယ်အဖြူစိမ့်မိကိုပြအပြာတို့ကိုသုံးပြီးတော့လို့ရှိရကိစ္စတွေဆောင်ရွက်နိုင်တယ် ကောင်းကျင်းကံကြမ္မာနဲ့တိုးတက်ခြင်းများရစေရန်အတွက်ဒကြံကြနေမှာမုံလုံးရေပေါ်ကိုယ်အနီးပါးမှာရှိတဲ့သူတို့ကိုလှူဒန်းခြင်းဒါနပြုခြင်းဆောင်ရွက်ပေးပါကျေးဇူးတင်ပါတယ်။အင်္ဂါနေ့ဝိသုအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ8ရက်နေ့ကနေ14ရက်နေ့အတွင်းကာလမှာအထူးကောင်းတဲ့ကိုလို့သမ ्या ဆင်ပြေမယ်အခက်အခဲတွေဖြေရှင်းနိုင်မယ် ရှင်းမှန်းချက်စစ်တွေလက်တွေ့ကောင်းထဲပေါ်နိုင်တယ်။မိတ်ကောင်းဆွေကောင်းတောက်ကိုရမယ်။ပူပေါင်းပြီးလှုပ်တဲ့တို့တရားကြိုးပြင်းမယ်။မထင်မှန်ပဲငွေဝေးမယ်။စုံပြချက်တွေမှန်ကန်မယ်။ကြံ့ကြံနေတဲ့ရပိုင်ခွင့်တွေပြန်ရမယ်။အခက်အခဲအလုံးကိုကျော်လွှားပြီးလိုရာစန္ဒပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းနှစ်သာရကိုအထင်ရှားရရှိကြုံတွေ့ရမယ်။ကာလတစ်ခုဖြစ်သလိုမိတ်ဟောင်းဆွေအောင်နေနဲ့ပြန်ဆောင်ခြင်းမိတ်သက်ဆွေသက်တိုးပွားခြင်းနဲ့ကြုံတွေ့မယ်။ဒီကာလမှာကျုံးတဲ့မိတ်သက်တရားရှည်လျားတဲ့အနာဂတ်ရဲ့အကျိုးပေးမဟာမိတ်တွေဖြစ်လာနိုင်မယ်။ ရှင်းရည်ဟာအရာရာဆင်ပြေခြင်းကံကောင်းခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်။ကိုရည်ဟာအလုပ်ဘုံကိစ္စဝေးကြုံမယ်ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်။ဆယ်ရည်နေ့မှာအရာရာအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းကံရှိတယ်ဒါပေမဲ့ရန်နောက်စိတ်တွေနဲ့ရှင်ပြေတော့မယ်။ဆယ်တရည်နေ့စိတ်ချမ်းသာစရာပျော်ရွှင်စရာကောင်းခြင်းကံကြမှာရှိတယ်။ဆယ်တရည်နေ့မှာပစ္စည်းပြောက်တတ်တဲ့အသွာလာနေတဲ့ဂယူဆက်ရမယ်။အရာဝေးကကောင်းတဲ့ခြင်းကြုံမယ်။အဲ့ဒီလာပြင်းနေကုသိုလ်ကောင်းမှုတစ်ခုသွားလာစေပြုတ်လိုက်ပါ။ 17ရက်နေ့မဟာသကြံဂျိုးနေ့အဲ့ဒီနေ့မှာထူးခြားတဲ့အပြောင်းလဲတွေရှိမယ်။ခရီးကံကောင်းမယ်၊ငွေချေးကံထူးထူးခြားခြားတိုးတက်နေမယ်။14ရက်နေ့ကမဟာသကြံကြနေ့ဖြစ်ပါတယ်။အဲ့ဒီနေ့မှာသကြံကြချိန်ကမနေ့6:38မိနစ်နဲ့27စက္ကန့်ချိန်ဖြစ်တယ်။အဲ့ဒီနေ့မှာကောင်းစီကောင်းရှုံပြုပြီးတော့အလိုရှိရဆန္ဒပြုရင်ထူးထူးခြားခြားကောင်းခြင်းကံရဲ့ အကျိုးဆက်ကိုရရှိနိုင်ပါလေဒီကာလအတော်တွင်းမှာဇာသပတိနဲ့ရင်္ဂါနဲ့ဗုဒ္ဓနဲ့မွေးတဲ့သူတွေကိုတွေ့အချိုးပြေးတယ်တနေ့လာတော့ကြမွေးသူတွေကိုဒုက္ခပြေးတတ်တယ်နံပါတ်3ခုကိုကနန်းနဲ့အချိုးပြေးတယ်အပြာရောင်ပန်းရောင်နှုတ်နဲ့ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စလေးတွေဆောင်ရွက်ရင်ထူးခြားသောကောင်းခြင်းကံရဲ့အချိုးပြေးညက်သာတာတွေကို ရရှိနိုင်ပါလေဒီကာလအတွင်းမုံလုံးရေပေါ်ကိုနိဗ္ဗာန်မှာဝေမျှခြင်းသုဒ္ဓခြင်းပြုပေးပါကျေးဇူးတင်ပါတယ်မုတ်ထုနဲ့ဝေသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ10ရက်နေ့ကနေစပြီး14ရက်နေ့အတွင်းကာလမှာ ငွေကြေးကံကောင်းမယ်လုပ်ငန်းကံကောင်းမယ်ဘဝတိုးတက်မယ်ရည်ရွယ်ချက်အောင်မြင်မယ်အကဲခဲအလုံးကိုကျော်လွှားနိုင်မယ်အလုတ်ကန်စည်းဝါငွေကြေးဘဝပြန်လည်ဖွင့်မယ်မချင်မဖဲဆော်ရွက်လိုက်တဲ့ကိစ္စတွေကကောင်းသောအကျိုးဆက်ရရှိမယ်မမျော်လင့်ထားသောကောင်းခြင်းကံတွေကိုယ့်ထက်ရောက်ရှိလာမယ်စေကုဉာဏ်ဉာဏ်သစ်တွေလက်တွေ့ကောင်းတဲ့ပေါ်နိုင်မယ်တွက်ဆသူကိုယ်တွက်ဆမထားတဲ့ကောင်းခြင်းကံနဲ့အကျိုးပေးမှုကံဒီချိန်ရောက်ကိုရရတဲ့တရားကိုယ်တွေ့ကောင်းတဲ့ရဖြစ်တယ်အတော့အတုတလည်းကောင်းတဲ့ရဲ့ အောင်မြင်မှုတွေရဲ့နှစ်သာရပြေဝရှိတယ်။ကိုယ့်ရဲ့နေ့ကအခက်ခဲတွေကြုံပြီးမှမိုးလွဲပိုင်းကြမှာလာကောင်းတယ်။ဆယ်ရည်နေ့မှာဥတီချက်စစ်နဲ့တိုးတက်မှုလမ်းကြောင်းစစ်တွေကိုဒီတွင်ဖန်တီးဆောင်ရွက်နိုင်နေပြီ။ဆက်တည့်ရည်ရပိုင်ခွင့်တွေပြန်ရမယ်။အပြိုင်တိုက်ခံနေတဲ့တိုးတက်မှုရရှိမယ်။ဆနေ့ရည်နေ့အဲ့ဒီနေ့လာပြည်နေ့တခုလာပြည်နေ့ငူဝါပန်းနေ့ဖះမှာသွားကျင်လိုက်မယ်။စူတောင်းပြည်လေးနေ့ မူဝါပန်းမရရင်လည်းအဝါရောင်ပန်းပွင့်ဖျားသွားတဲ့အိမ်ဖျားမှာဖြစ်ဖြစ်တင်းပြီးဆူတောင်းချိုးကြတဲ့ကံရဖို့ရမယ်ဆက်သောရဲ့နေဂျိုနေအိမ်ဒီမှာလုတ်ကိစ္စတွေလည်းဆောင်ရွက်နိုင်တယ်ရတ်တံမဲ့သူဆောင်ရွက်တဲ့ကိစ္စမရဖဲလုတ်ကင်ပြီးဆက်လက်အစီပြေသွားလိမ့်မယ်ဆက်လက်ရဲ့နေအိမ်ဒီကတကြကြနေတကြကြချိန်မနေ့6နိုင် 38မိနစ်28စက္ကန့်ဖြစ်တယ်အဲ့ဒီအချိန်မှာသူကုသိုလ်ကောင်းမှုပြုပါခေါင်းစည်းကောင်းချွန်ပြုပါထူးခြားတဲ့ကံတွေချေရှားစွာရရှိလာပါလိမ့်မယ်ဒီကလအတော်တွင်မှာတနင်္လာနေ့ရင်ကနေ့စနေနေ့မွေးသူတွေကိုကောင်းချိုးပေးတယ်တနင်္ဂနွေနေ့တောက်ကြနေ့မွေးသူတွေကိုစိတ်ရှုံလို့နေမယ်ဒုက္ခပေးတယ်တတိယ၈၉ခုနှစ်နေ့ချိုးပေးတယ် အပြာရင့်ရောင်နဲ့ရောင်နဲ့ပြာရောင်တွေကိုသုံးပြီးတော့အလို့ရှိရကိစ္စလေးဆောင်ရွက်နိုင်တယ်။ကောင်းကျင်ကံနဲ့တိုးတက်ခြင်းကံတွေရဖို့အတွက်ဆိုတော့အိမ်နီးပါးမှာမောင်လို့ရေပေါ်အတူဒါနပြုပေးလိုက်ပါ။ယေရှုထင်ပါတယ်။ဂျာသပတိနေမွေသွားလုံးမင်္ဂလာပါ။2025ဧပြီလ10ရက်နေ့ကနေ14ရက်နေ့အတော်တွင်ကာလထူးခြားတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုရှိမယ်။ မိကောင်းဆွေကောင်းထောက်ကူရမယ်မြေတားရေကံကောင်းမယ်စုပေါင်းလုပ်ငန်းကျိုးပေးမယ်ငွေကြေးကံကောင်းမယ်ရီမန်းချက်စစ်တွေကိုလက်တွေ့ကောက်တဲ့ဖို့အောင်မြင်နိုင်မယ်အမျိုးသမီးကြီးကဲတူတံမှာအကူအညီကောင်းထောက်ကူကောင်းကိုရမယ်မရွယ်ပဲအလူဒါနပြုရတဲ့တဲ့အလူကိစ္စတွေမှာပါဝင်ပတ်သက်သွားရတဲ့တဲ့ဘာသာရေးဆိုင်အမြင့်မြတ်တဲ့ကိစ္စဆောင်ရွက်ရခြင်းလေးတွေလည်းကြုံတွေ့နိုင်မယ်ရှိရနေရလုံးသမျှဂျန်စီသမျှအောင်မြင်ခြင်းတိုးတက်ခြင်းကိုကြုံတွေ့ ကိုရဲ့နေမှာရန်တိုက်ကနေကြတဲ့တန်လန်းပေါ်မှာခီးကန်ကောင်းမဲ့သူမျိုးကွဲချိုးပေးမယ်။ဆယ်ရက်နေမှာဝေချင်းဥစ္စာဒနာဖွင့်ပြခြင်းတိုးတက်ခြင်းလက်ဖွင့်ခြင်းတွေကြုံမယ်။ဆက်တရက်နေမှာရန်နောက်ဆက်နဲ့ရှင်ပြီးတော့နေမယ်။ဆယ်ရက်နေမှာထူးခြားတဲ့ကံကြမ္မာကံခွင်လန်းတွေဖွင့်နိုင်မယ်။အဲ့ဒီလာပြည့်နေ့တကူလာပြည့်နေ့အဲ့ဒီမှာ အဝါရောင်ပန်းပွင့်လေးတွေငုဝါပန်းလိုပန်းမျိုးသွားပြီးတင်းရမယ်ဘုရားပါကိုမွေးတန်တောင်းမှသွားတယ်ဆူတောင်းရင်ဆူတောင်းပြည့်လေးပဲဆက်သောရဲ့နေရကြံဂျိုနဲ့အဲ့ဒီမှာရပိုင်ခွင့်တွေပြန်ရမယ်ဆုံးဖြတ်ချက်ထူးထူးခြားခြားတွေချမှတ်ရမယ်အလုံးနဲ့ပတ်သက်တဲ့ကံကောင်းခြင်းဂျိုးပြခြင်းကံခွင့်ရစ်တွေပေါ်ပေါက်ခြင်းတို့ကိုကြုံနိုင်မယ်ဆက်လေးရဲ့နေကြံကြနေဖြစ်တယ်ကြံကြတယ်မနေ့6နိုင်39မိနစ်20 တစ်စက္ကန့်မှာဖြစ်တဲ့အဲ့ဒီအချိန်မှာကောင်းကြီးမင်္ဂလာတို့ဘာခေါင်းစည်းကောင်းချုံကိစ္စဆောင်ရွက်ပါထူကြတဲ့ကံမြင့်မာလာပါလိမ့်မယ်ဒီတပတ်တာကာလအတော်တွေမှာတနင်္လာနေ့တောက်ကြနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်စနေနေ့ဂျာဇာပတိနေ့မွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်မယ်369နံပါတ်တွေကျိုးပေးတယ်အပြာရောင်ပန်းရောင်နှုတ်နေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ခြင်းဖြင့်ထူကြသောကျိုးဆက်တွေတိုးတက်မှုများရရှိမယ်နေနီးပန်းမှာ ပါကူလူဒါနပြုပေးပါကျေးဇူးတင်ပါတယ်တောက်ချန်နေပွေသူအလုံးမင်္ဂလာပါ2025ခုနှစ်ဘရလ8ရက်နေ့ကနေ14ရက်နေ့တော်တွင်မှာရံများမယ်တိုက်ခတ်များမယ်စေတနာဝေဒနာဖြစ်မယ်သူများပြဒနာကိုပြဒနာဖြစ်တတ်တယ်ရင်ကားမောင်းနေမှုသတိထားလန်းကူလန်းဖြတ်သတိထားမတော်ဆထိခိုက်မှုတွေရှိကိုရှိတတ်တာ ကိုကထိန်းလိုက်ရင်တော့ဆင်ပြေမယ်။အနီရောင်နဲ့ရောင်တွဲဝတ်တာဒီတစ်ပတ်လုံးလုံးဝရှောင်းအမဲသားတက်နေရှောင်းဆက်ပစ္စည်းတွေကိုတတိထားပြီးကင်တွင်ရနိုင်မယ်။မတော်တဆထိရှာမှုမဖြစ်အောင်ဂယူဆက်ရတယ်။ထူးခြားတာကတော့မထင်မှတ်ဖဲငွေဝင်ခြင်းလက်ဝင်ခြင်းတွေရှိသလိုပြောရသူတွေမှာအထုတလည်းစမ်းပွဲအခြေတွေကံကောင်းလာမယ်။ရှားပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်။ကြံ့ကြံ့နေတဲ့ငွေကြေးတွေလက်ဝယ်ပြန်ရမယ်။ဤကဲ့သို့ကောင်းခြင်းဆိုးခြင်းတွေလွှမ်းမိုးနေတဲ့ ကာလတခုဖြတ်သန်းစည်ရည်မှာတော့ရာရာသတိထားမယ်အတိုက်ခံများတတ်တယ်မတော်ဆန့်ရင်ယူဆိုင်တတ်ယူဆိုင်ရမယ်ကိုယ့်ရည်မှာပေါ်လာတဲ့ခွင့်ရလက်တွေသုံးချကိုယ့်ထဲကြိုးရှိနေမယ်စည်ရည်မှာရပါခွင့်လည်းပြန်လည်တောင်းဆိုနိုင်တယ်ခရီးကံကောင်းမယ်စနေရည်မှာငွေကြေးကိစ္စလုပ်ငန်းကိစ္စဘဝကိစ္စတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရရှိကြိုးပင်နိုင်မယ်73ရည်နေ့ရန်တိုက်ခံအလုံးကိုကြော်ပြီးတော့မှအောင်မြင်မယ်ကြံကြိုနေ့နဲ့ပတ်သက်တဲ့ကိစ္စ ထူးထူးခြားခြားကောင်းတဲ့နေ့ရဖြစ်လာတယ်ကောင်းသောကံကြမ္မာဖွင့်လာတယ်ဆက်လျက်နေ့တကြံကြနေ့အဲ့ဒီမှာငွေချေးလုပ်ငန်းစီးပွားကံတွေကောင်းတယ်တကြံကြချိန်ကတော့မနေ့6:30မိနစ်နဲ့20စက္ကန့်အဲ့ဒီချိန်ဝေးချိန်မှာအလူဒါနတစ်ခုပြုတာကုသိုလ်ကောင်းမှုပြုပါထူးခြားတဲ့ကံလေးတွေရှိလာပါလိမ့်မယ်ဒီတပတ်တော်ကာလအတော်တွေမှာဇာတာပတိနေ့တောက်ကြနေ့ စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးမယ်။၃၆၉ကနန်ကျိုးပေးတယ်။အနီအောင်ကျက်သွေးရောက်ပန်းရောက်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါလေ။ရွှေရင်အေးနဲ့မုံလုံးရေပေါ်အလူဒါနပြုနိုင်ရင်ထူးခြားတဲ့ကံကြမ္မာတွေအနာဂတ်မှာရလာပါလေ။ကျေးဇူးတင်ပါတယ်။စနေနေ့မွေးသူအားလုံးမင်္ဂလာပါ။၂၀၂၅ခုနှစ်ဧပြီလ၈ရက်နေ့၁၄ရက်နေ့ ဒီကံလာတော်တွေမှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်ခက်ခဲတွေဖြေရှင်းနိုင်မယ်ရက်တဲ့လူတွေပြန်လဲစတင်နိုင်တယ်အရဝေးရကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းအခြေအနေရကိုကြုံမယ်ဝေကြီးကလုပ်ငန်းကစီးပွားကဘဝကကောင်းသောတိုးတက်မှုရှိရရှိမယ်အရာရာပြေလည်အောင်ဆောင်ရွက်နိုင်ခြင်းနဲ့ခက်ခဲဖြေရှင်းနိုင်ခြင်းဒီရက်နေ့မှာကိုယ့်ရဲ့ကံကြမ္မာတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုဖန်တီးရရှိနိုင်တယ်ရပိုင်ခွင့်တွေပြန်လဲရမယ်ကိုယ့်ရဲ့နေ့မှာငွေကြေးကံကောင်းမဲ့လက်ပွင့်မဲ့၁၀ရက်နေ့မှာ ရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေမဲ့၁၇ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းစံပွင့်ခြင်းနဲ့ကြုံမဲ့၁၇ရက်နေ့ခီးကိစ္စသွာလာတုတ်ရှား၍ကြိုးပင်းနေမဲ့၁၃ရက်နေ့ထူးခြားတဲ့ကံပြောင်းလဲတဲ့ဒုတက်မှုရှိမဲ့မိကောင်းဆွေကောင်းထောက်ကူရမဲ့စိတ်ချမ်းမြေစရာတွေမှာကြုံတွေ့ရမဲ့နေထားရှိတယ်၁၄ရက်နေ့မှာအတိုက်ခံကြတာဒုတက်မဲ့အဲ့ဒီနေ့မှာငွေကြေးကိစ္စစီစဉ်ဆောင်ရွက်လို့ကြိုးပင်းတယ်တကြံကြချင်းဖြစ်တဲ့မနေ့ 6:39မိနစ်ဒသစက္ကန့်အဲ့ဒီအချိန်ကာလနဲ့ပတ်သက်ပြီးတော့အဲ့ဒီဝင်းကျင်တွဲမှာကိုကုသိုလ်ကောင်းမှုတစ်ခုပြည့်ထူးထူးခြားခြားကောင်းတဲ့ကံကြမ္မာရဲ့အတ္တဇာတာကိုရနိုင်တယ်။ဒီကာလအတော်တွေမှာတင်းငွေတွေနဲ့သောက်ကြံနေစနေနေ့ဝေးသူတွေကိုကောင်းချိုးပေးမှာတင်းလာနေဂျာဇာရီနေ့ဝေးသူတွေကိုဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနာချိုးပေးတယ်အဖြူစိမ့်ပြီးကိုရောင်တို့ကို ဝိစစ်သုံးဆွဲပြီးတော့ထူးခြားတဲ့ကံကြမ္မာရဲ့နှစ်သာတာကိုရရှိမယ်။ကောင်းသောကံကြမ္မာထင်ရှားစွာရဖို့အတွက်တကူလာပြည့်နေ့ဖြစ်တဲ့၁၂ရက်နေ့ဧပြီလမှာဖျားစီဒီမှာသွားပြီးတော့ငုဝါပန်းဖျားကတ်လူပြီးတော့အလိုရှိရဆန္ဒပြုထူးခြားစွာအောင်မြင်ခြင်းလေးတွေရပါတယ်။ယေရှုတင်ပါတယ်။